နိုင်ငံမှာညာတော့အပြင်းဆိုလို့ရှိရင်အိမ်တွင်းရေးကိစ္စဆိုတဲ့အခြေအနေမျိုးနဲ့ဒီလိုအကြမ်းဖက်မှုကိုလူအဖွဲ့စည်းကလိုက်ရောနေတဲ့အကြောင်းမျိုးအများကြီးရှိလိမ့်ရှိပါတယ်ဗောနော်အရင်ကတည်းကရှိခဲ့တဲ့စိုးရိုးတွေနောက်တစ်ခုကကြတော့ဒီဆင်းသက်လာတဲ့အခြေအနေအကြောင်းတရားတွေဗောနော်ဒီလိုအခြေအနေအကြောင်းတရားတွေအကြောင်းမလို့အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ဟာကရှိလာရဲဆိုလို့ရှိရင်ပဝင်းတင်ကဒီအပေါ်မှာလစ်လျူရှုမှုများတာကိုတွေ့ရပါတယ်ဗောနော် အိမ်တွင်းမှာရှိရဲအမိမယောက်ျားကိုပဲဖြစ်စေယောက်ျားကမိမကိုပဲဖြစ်စေဒီသမီးစားချားရဲ့ထဲမှာရှိရဲယောက်ျားလေးကမိန်းကလေးကိုပဲဖြစ်စေမိန်းကလေးရဲ့ယောက်ျားလေးကိုပဲဖြစ်ဖြစ်ပေါ့လေကိုတိလက်ရောက်ကျွလုံးတဲ့အခြေအနေမျိုးတွေကဒါဂျားတုံးကြမဝင်နဲ့ဆိုရဲဒီစကားကြီးဒါတွေကိုလစ်လူရှူတွေရှိရဲပေါ့နော်ဆိုတော့ဒါရဲတကယ်တကယ်တော့အရန်မှားတဲ့လောက်ရက်တွေပေါ့နော်ဆိုတော့ကိုတိလက်ရောက်ကျွလုံးလာတဲ့အကျန်းဖတ်လာရဲဆိုတဲ့အခြေအနေမျိုးတွေကိုသူ့မှာခုခံကာကွယ်နိုင်စွမ်းမရှိဘူးဆိုလို့ရှင်ပဝင်းကျင်ကနေပြီးတော့မှဝင်ရောက်ကူညီပေးတဲ့ ဝင်ရောက်ကူညီပေးရမယ်ဆိုတဲ့အခြေအနေမျိုးရှိဖို့လိုအပ်ပါတယ်ပေါ့လေလက်ရှိတော်လှန်ရေးကာလအတွင်းမှာဆိုရင်ဒီစစ်တပ်ကနေပြီးတော့မှစီးပွားရေးကြက်တဲမှုအခြေအနေမျိုးတွေစစ်တပ်အာဏာသိမ်းထားတဲ့အတွက်ကြောင့်ပေါ့စီးပွားရေးကြက်တဲမှုအခြေအနေတွေနောက်တစ်ခုအလောက်ကန်ရှာပါမှုအခြေအနေတွေလူမှုရေးရာပိုင်းတွေနဲ့ပတ်သက်ပြီးတော့အခြေအနေတွေနောက်တစ်ခုကတခြားသောဥပဒေတွေနဲ့ပတ်သက်တဲ့အခြေအနေတွေပေါ့လေဒီလိုအခြေအနေမျိုးဖိနှိပ်မှုတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့လူအဖွဲ့အစည်းအတွင်းမှာဆိုလို့ရှိရင်လူတွေရဲ့အဓိကစိတ်ထွက်ပေါက်နဲ့ ဒီဟာတွေကိုဖြေလျှော့ဖို့ဟာက မိသားစုမှာသွားပြန်ပြီးရောဖြစ်ပေါ်လာတယ်ဖြစ်တည်လာတယ်။အဲ့ဒီအတွက်ကြောင့်မလို့မိသားစု အတွင်းထဲမှာနိုင်စားတယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်။ဒီလိုနိုင်စားတယ်ဆိုတဲ့အခြေအနေမျိုးမိသားစုမှာပြန်ပြီးထွက်ပေါက်ရှာတယ်ဆိုတဲ့အခြေအနေမျိုးကတဆင်းမြင့်သွားတဲ့အခါမှာကိုတိလက်ရောက်ကျူးလွန်မှုတွေနဲ့အကြမ်းဖက်မှုလှုပ်ရက်တွေကပါလာတယ်ပေါ့နော်။ဆိုတော့ကျူးလွန်လိုက်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းဒါ ရက်ွက်ရုံတွေရဲစခန်းတွေစသဖြင့်ဒီလိုမျိုးပေါ့လေဆိုတော့နီးစက်ရာအုတ်ချုပ်ရည်စနစ်ကိုရောက်တဲ့အခါမှာဆိုရင်လေဒီအုတ်ချုပ်ရည်စနစ်မှာကိုကဟိုရှေးကအတိုင်းပဲရှေးကအစင်ဆက်လာတဲ့အတိုင်းပဲပေါ့နော်ဆိုတဲ့ဟာမျိုးတီးရမှုငယ်အောင်ငယ်မှုပပြအောင်အိမ်တွင်းကိစ္စအိမ်တွင်းမှာဖြည့်ရှင်းဖို့ဆိုတဲ့အခြေအနေမျိုးပဲပို့ပြီးတော့ဖြည့်လျှော့ပေးရယ်ဒီလိုမျိုးအခြေအနေမျိုးတွေလွလွရှုရယ်ဖြည့်လျှော့ရယ်နားချရယ်ဆိုတဲ့ပြစ်မှုငယ်အောင်ဆိုပြီးတော့အတင်းပုံစံပြောင်းလိုက်တဲ့အခြေအနေမှာပို့ပြီးတော့မ ဒီအချိန်ကြီးကပိုဆိုးလာတယ်နေနာသူကလည်းပိုပြီးတော့အကျန်းဖက်ခံရလေလေသူ့အတွက်ကုကေရမဲ့လေလေဖြစ်စေတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မိဘကလည်းတာသမီကိုမပိုင်တယ်လို့ယောက်ျားကဖြစ်စေမိန်းမကဖြစ်စေသူ့ရဲ့အိမ်တော်ဘက်ခင်မုန်းပေါ်မှာမပိုင်ဆိုင်ဘူးထိုနည်းလကောင်းပဲတမီးကြီးစားမှလည်းတယောက်ကိုတယောက်ပိုင်ဆိုင်ခြင်းအလင်းမရှိဘူးအဲ့တော့ရုပ်ပိုင်းဆိုင်ရာအရာကိုထိလက်ယောက်ကျွလွန်မှုတွေစိတ်ပိုင်းဆိုင်ရာအရာဒီလိုမျိုးစော်ကားစစ်တင်ပြောဆိုမှုတွေဒါတွေအကုန်လုံးက ပဝင်းကျင်ကနေပြီးတော့မှလေထိန်းချောင်းတဲ့နေရာဆိုတာကျွကျွလွန်လွန်ပေါ့နော်ဆိုတော့ဒီလိုအခုလိုဆိုလို့ရှိရင်ဒီကိုတိလက်ရောက်ကျွလွန်တဲ့အကျန်းဖက်လောက်ရက်တီဆိုလို့ရှိရင်ဒါပဝင်းကျင်ကတိတိတသာထင်းနေရှင်းရမြင်နေရတဲ့ပုံမှာဝိုင်းဝန်းထိန်းချောင်းဖို့လိုအပ်တယ်အဲ့ဒီလိုလှုပ်တဲ့သူကိုလေတစ်တင်ရှုတ်ချဖို့လိုအပ်တယ်ပေါ့နော်ဒီလိုကိစ္စကိုအတွင်းမှာပဲထားလို့ဒါမှမဟုတ်လို့ရှိရင်လေဂျားတုံးချမဝင်နေလို့စသဖြင့်စကားရင်းနေပဲဝင်ပြီးတော့ကုညီမှုမပေးဘူးဆိုလို့ရှိရင်နဲ့နာသူကအမြဲနဲ့နဲ့နာနေရပြီးရောမှာသူရဲ့စိတ်ပိုင်းဆိုင်ရာကိုပါပဝင်းကျင်ကဝိုင်းပြီးတော့ ဖိစီးစေတဲ့သဘောပေါ့နော်ဆိုတော့ဘုန်းကြီးကကူကယ်ရမယ်မပေးဘူးဆိုတဲ့အခြေအနေမျိုးနဲ့သူရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပါကျိုးပြတ်သွားပြီးတော့မှမဖြစ်တဲ့လမ်းမရွေးတဲ့လမ်းတွေကိုပါရွေးချယ်သွားနိုင်နေပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးအကျန်းဖတ်နေရဲ့လောက်ရက်ကိုကျူးလွန်နေတာကမိမိရဲ့အိမ်ဘေးမှာပဲဖြစ်စေလမ်းမပေါ်ဒီမှာပဲဖြစ်စေသိရတယ်ဆိုလို့ရှိရင်ချက်ချင်းပဝင်းကျင်ကကူကယ်ပေးဖို့လိုအပ်ပါတယ်ကူကယ်ပေးတဲ့နယ်လို့လည်းမြင်ပါတယ်